မင်္ဂလာပါရှင်စူဇန်ရဲ့ Midnight Crime Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ case လေးရဲ့ပထမပိုင်းကိုမကြည့်ရသေးတဲ့သူတွေအတွက်စူဇန် comment မှာ link လေးကိုချပေးထားပါတယ်เนาะ comment မှာ part 1ကိုအရင်တော့နှာထောင်ပြီးတော့မှဒီ part 2ကိုဆက်ပြီးနှာထောင်ဖို့အကြံပေးလိုက်ပါတယ်เนาะ လူတက်ချင်တဲ့ motive က Michael ရဲ့အဖေမှာပိုရှိတယ်။ Michael မှာသူ့အမေနဲ့ရန်ဖြစ်တာတသေးလေးရတာဒါ teenage တိုင်းကသူ့မိဘရင်းနဲ့ဖြစ်နေတာ။ဒါဒီ Michael ကဒီပတ်စံကိစ္စအကြောင်းမလို့သူ့ကိုမဖို့မပေးလို့ရန်ဖြစ်လို့တက်ချင်နေဆိုတဲ့ motive နဲ့သူ့ရဲ့စီးစိမ်တဝက်ကျော်ဆုံးရှုံးသွားလို့တက်ချင်နေသူ့ရဲ့ motive ဘသူဟာပိုပြီးထင်ရှားလဲ။ဒါပေမဲ့အဲ့ရှိနေရအသုံးမကျစာနဲ့ပဲတခြားတန်တရားရှိသူရှိပါတယ်။သူကတော့ပိုပြီးတန်တရားရှိနိုင်ပါတယ်ဆိုပြီးတော့ထောက်မပြခဲ့ဘူး။ Michael ကိုအပြစ်ရှိပါတယ်လို့ပဲအပြစ်ချမှတ်လိုက်ကြတယ်။ Second degree mother ပေါ့နော်ကျူတင်ကြံစီတက်ဖြတ်မှုတော့မဟုတ်ဘူးဒီလိုမျိုးလူသေးစီမှုနဲ့သူ့ကိုတသက်တကျွန်းထောင်ချခဲ့ပါတယ်သူဟာထောင်တန်း25နှစ်ကြာမှတ်မယ်ပြီးတော့မှသာလင်သူဟာ parole ရောက်ခွင့်ရှိမယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင် Michael ကအသက်16နှစ်ပြည့်သွားပြီဖြစ်တဲ့အကြောင်းမလို့ Michael ကိုလူကြီးထောင်ပို့ခဲ့တယ် Michael ကိုပို့လိုက်တဲ့ထောင်ဟာအရန်ဆိုးတဲ့ထောင်အရန်ဆိုးတဲ့ထောင်သားတွေရှိတဲ့ ထောင်ပေါ့နော်အဲ့ခါကျတော့ Michael ဟာအသက်16နှစ်ထဲနဲ့ထောင်ထဲဝင်သွားတဲ့အချိန်မှာသူဟာအရန်ကိုဘူလီလုပ်ခံရတယ်အဲ့ဒီမှာရှေ့တစားလူဆိုးတွေဟာဒီလိုနုနုနယ်နယ်လေးကိုပဒိန်ချင်းချင်းကြရတယ်၊နိုင်စားချင်းကြရတယ်၊အနိုင်ချင်းချင်းကြရတယ်။အဲ့တော့ Michael ဟာအစပိုင်းမှာသူ့ကိုယ်သူတော်တော်ခက်ခက်ခဲခဲကာကွယ်ရတယ်။အဲ့ချိန်မှာသူဘာလုပ်လဲဆိုနောက်ဆုံးတော့သူသူ့ကိုယ်သူကာကွယ်ရမယ်။သူမဒိန်ချင်းမခံချင်ဘူး၊သေချင်ဘူး။အဲ့တော့သူကအဲ့ဒီရဲ့ထောင်ထဲမှာပဲရှိတယ်။ snake head ဆိုရဲလူโซကိုင်းတကိုင်းကိုသူက join လိုက်တယ်အဲ့တော့သူဟာထောင်ထဲမှာပါအဲ့လိုလူโซလေးထပ်ဖြစ်သွားတာပေါ့နော်သူကိုင်းကခိုင်းနေရန်ကားမှုတွေဘာတွေထောင်ထဲမှာလောက်ကြတယ်အဲ့ဒါမှသာလျင်သူဘာဖြစ်လဲဆိုလို့ရှိရင်သူ့ရဲ့အသက်ကိုသူများကလာပြီးရန်မမှုမှာသူ့ကိုလာပြီးမတိမ်မကျင်မှာအဲ့တော့သူကနေစပြီးတော့ပဲရန်ကားတာတွေပို့လောက်ကြတယ်အဲ့ဒီအချိန်ကနေစပြီးသူဟာလူမှုရေးစေးဘွားတွေဘိန်းနေထိပါသူဟာသုံးဆွဲတက်လာတယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်တစ်ခုခုပေါ့အပြစ်ချမှတ်ခံရရဲဆိုရင် automatically appeal process ကချက်ချင်းဝင်တာပေါ့နော်အဲ့တော့ လက်ရှိဒီအစိုးရကချမှတ်ထားတဲ့ရှေ့နေရပဲပထမအဦးဆုံးချင်းအပီးကိုသူတို့ကလုတ်ပြရတယ်အသနာခန်းစာပေါ့နော်အာဘယ်လိုပြောမလဲအသနာခန်းစာလို့ပြောမလားအယူခံဝင်တယ်လို့ပြောမလားစသဖြင့်အဲ့ဒါကိုအပီး process က auto လုတ်ပြရတယ်အဲ့တော့လေအပီး process ကဒီရှေ့နေရအတုံးမှမကြတော့အဲ့တော့ feel ပေါ့နော်မအောင်မြင်ဘူးအဲ့တော့နောက်ထပ်နောက်ထပ်အပီးလေးကိုကြာလို့ရှိရင်မိဘတွေကသူတို့ရဲ့အိတ်ထဲကနေပတ်စံထုတ်ပြီးတော့လုတ်ပြရတယ်အဲ့ဒီအချိန်မှာ Michael ရဲ့အဖေက အဝတ်ကဘာပြောလဲဆိုတော့ငါလုတ်ပြီးမင်းစိတ်မပူနဲ့ငါသားငါလုတ်ပြီးမင်းမင်းအပြစ်မရှိဘူးဆိုတော့ငါတိတယ်ငါမင်းကိုထွက်ရအောင်လုတ်ပြီးမယ်လို့ပြောတော့မိုက်ကသူ့အဖေကိုအရန်ကျေးဇူးတင်တာပေါ့နော်တကယ်တမ်းမိုက်ကသူ့အမေကိုပဲအမြဲချစ်ခဲ့ပြီးသူ့အဖေကသူ့အမေကိုနှိပ်စက်တဲ့သူဆိုပြီးတော့ရှင်းပြရင်မုန်းတာပေါ့နော်ဒါပေမဲ့တကယ်လို့အပ်တဲ့ချိန်မှာသူ့အဖေကသူ့ကိုဒီလိုလုတ်ပေးပါလားဆိုပြီးတော့အရန်ကိုဝမ်းသာခဲ့ပြီးအရန်ကိုကျေးဇူးတင်ပြီးအားကိုးတာဒါပေမဲ့သူ့ဖေကအလိုငားပေးတယ်လို့ပြောပြီးမယ်လေသူ့ကို ဘဲရှိနေမှလည်းလာမတွေ့ဘူး။ဟာပေါ်တော့ဘလူပေါ်တော့ဆိုင်းဆိုင်ရတော့ဘဲအဆင်ဖြစ်သွားပါပြီ။ငါတို့ဘဲတရားရုံတော့ဒုတိယအကြိမ် appeal ချင်ထားပါတယ်။ဘာညာဆိုပြီးဘာမှလည်းမလာ။ဒီဒုတိယအကြိမ် appeal process နဲ့ပတ်သက်လို့ဘာ update မှမသိရတော့သူရှေ့နေတွေကိုသွားပြီးတော့ email တွေပို့တယ်၊စာတွေရေးတယ်ပေါ့နော်။ ဘသူမှမဆက်သွယ်လာဘူးထောင်ထဲမှာရှိတဲ့လူတယောက်ကကွာတလားနေ့တိုင်းကိုယ့်ရဲ့ကွန်ပျူတာလေးဖွင့်ပြီး email ပို့အလောက်လွဲကူမနေဘူးလေတလား email တစ်ဆောင်ဆက်သွယ်ဖို့အပြင်ကိုပို့ဖို့ဒီစာလေးတစ်ဆောင်အပြင်ကိုရောက်ဖို့ဆိုတာအရင်ကခက်ခက်ခဲခဲနဲ့သူ့စာအရင်ရေးပြီးရင်ထောင်မှုကိုပို့ထောင်မှုကနေအရင်စစ်ပြီးတော့ save ဖြစ်ပြီးဆိုမှပို့ပေးတာကွာအဲ့တော့စာလေးတစ်ဆောင်အပြင်ထွက်ဖို့ email တစ်ဆောင်အပြင်ထွက်ဖို့ဆိုတာအစားရက်တိအများကြီးကြတယ်အဲ့တော့သူအမပို့တာကြတယ်ဟိုကလည်းလုံးဝပြင်မဆက်သွယ်လာဘူးစာပို့လည်းမဆက်သွယ်ဘူး email ပို့လည်းမဆက်သွယ်ဘူးဆိုတော့သူကဒေါသထွက်တာပေါ့နော် ငါ့ကိုဘာလို့ပြစ်ထားလဲငါ့အဖေကသူ့ကိုပတ်စင်ပြီးထားပြီးသားဘာဖြစ်လို့သူကငါ့ကိုဟိုကမဖြစ်တာလဲဆိုပြီးတော့ဘာလို့ငါ့ကိုမဆက်သွယ်ရလဲဆိုတော့ဒီတစ်ခါကျတော့စအိုတော်တော်ကြက်ကြက်နဲ့နဲ့ရေးတယ်ပေါ့နင်တို့ဟာပေါ့နော်တော်တော်ကြီးကိုဟိုတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့သူပေါ့ပတ်စံယူထားပြီးတော့ငါ့ရဲ့အမှုကိုငါ့ကိုလည်းဘယ်သူမှလာမတွေ့ဘူးငါအမှုရဲ့ဒီ appeal process ရဲ့ update ကိုလည်းငါ့ကိုမပြောပြဘူးပေါ့အဲ့တော့နင်တို့နင်တို့ရဲ့ဒီ law firm ကိုငါ ဒီဘောဘယ်လိုပြောမလဲဥပဒေရေးရာယုံဘာညာစသဖြင့်အဲ့လိုမျိုး authority နဲ့တိုင်မဲ့ဘာညာဆိုပြီးတော့ရေးတယ်ရေးပြီးပို့လိုက်တယ်အဲ့လိုပို့လိုက်ပြီးတဲ့အခါကျမှသာလင်းဟိုဘက်ကနေစာတစောင်ပြန်လာတယ်အဲ့စာကိုရတဲ့အခါမှာ Michael ဟာရမ်း shock ဖြစ်တဲ့အပြင်သူ့ဘဝရဲ့နင့်နာမှုတွေအများကြီးဖြစ်ခဲ့တယ်ဘာလဲဆိုရင်အဲ့စာမှာရေးထားတာက ပေါ့နော် Mike Mr Michael ဘာညာပေါ့နော်နင်းအမှုနဲ့ပတ်သက်ပြီးတော့ပထမအဆုံးအချိန်အစိုးရကချမှတ်ပြီးလို့ auto appeal process ကိုလုပ်ပေးပြီးကြတဲ့ကနင်းအမှုကိုငါတို့တွေကဘယ်ရှိနေရမှာဆက်ပြီးတော့လုတ်ကင်ပေးနေတာမရှိပါဘူးနင်းအမှုကိုငါတို့လက်ခံထားတာမရှိပါဘူးဆိုပြီးတော့စာပြန်ခဲ့တယ်အဲ့ဒီသဘောဟာ Michael အဖေ award ပြောတယ်လို့မျိုးသူပြဆင်ပေးထားတယ်ဆိုတော့မဟုတ်ဘူးဆိုတဲ့သဘောပေါ့နော်အဲ့တော့သူ့အဖေကလိန်တာအဲ့လိုလိန်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး မိုက်ကယ်ကလည်းသူ့အမှုကဒီလိုမျိုးစပြီးဒုတိယအကြိမ်အပီးလုံနေပြီလို့ထင်တော့သူကစောင့်နေတာလေအဲ့လိုစောင့်နေရင်လည်းအပီးလုံဖို့ deadline ကကျော်သွားပြီအခုမှသူတည်တဲ့အချိန်မှာသူ့ရဲ့အမှုကိုသူဟာပြန်စစ်ဆေးပေးပါပြန်ပြီးတော့ပေါ့နော်ကျွန်တော်ဒါမတရားပါဘူးဆိုပြီးတော့ဒီလိုပြန်စစ်ဆေးပေးခိုင်းရမယ်တင်ရမယ် deadline ကျော်ပြီးမှသူတည်ရတဲ့အခါကျတော့သူ့ရဲ့အမှုကလုံးဝပြီးသွားပြီးထပ်ပြီးအပြူးကျင်လို့မရတော့အဲ့တော့မိုက်ကယ်အရင်စိတ်ဆိုတဲ့ဒါဟာသူ့အဖေဟာသူ့ကို ို့သူလွတ်မြောက်ဖို့သူထွက်ရဖို့ကိုလုံးဝထွက်လန်းမရှိအောင်တမင်လိန်ပြီးတော့အချိန်လေးကြန့်ကြာပြီးတော့ဒီလို deadline မမီအောင်လုပ်တာဆိုပြီးတော့အရန်စိတ်ဆိုတယ်အဲ့နောက်ပိုင်းသူကသူ့အဖေကိုလုံးဝလည်းအတွေ့မခံတော့ဘူးလုံးဝလည်းစကားမပြောတော့ဘူးအဲ့ဟာကြောင့်အဲ့ကိစ္စကိုသူ့အမတွေကသိတဲ့အခါမှာသူ့အမတွေကလည်းသူ့အဖေနဲ့လုံးဝအဆက်အသွယ်ဖြတ်လိုက်တယ်ဖြတ်လဲဖြတ်ချင်စရာလေးနော်မလုပ်ပေးနိုင်ဘူးဆိုမလုပ်ပေးနိုင်ဘူးပြောလိုက်ရင်သူ့အမတွေကနေပြီးတော့ ငွေချေးပြီးတော့တော့လကောင်တခုခုတနည်းနည်းနဲ့သူတို့စူးစမ်းမှာပေါ့အခုတော့ तू ကလှုပ်ပြီးနေပါတယ်ဆိုတော့လေဟိုကဝမ်းမက်တနာနဲ့လက်ခံတဲ့အခါမှာအခုလဲကြာရောဒီလိုမျိုးလွတ်မြောက်ဖို့ तू အဖြစ်ကင်းပါတယ်ဆိုတဲ့ဟာလုံးဝတစ်ယောက်ခွင့်လုံးဝမရှိတော့ဘူးဖြစ်သွားတာပေါ့အဲ့တော့ Michael ရဲ့အဖေ Edward ကဘာလို့အဲ့လိုလုပ်ကြတာလဲသူ့သားကိုထောင်ထဲမှာပဲနှီးစီစနာဘာလို့လဲဒါဟာလုံးဝလုံးဝမယိုးသားတဲ့အရာဖြစ်တယ် အဲ့လိုနဲ့ပဲထောင်ထဲမှာမိုက်ကအရန်ကိုစိတ်ရီခဲ့တယ်ပြီးတော့ဘိန်းနေကိုပို့ပြီးတော့တောင်သုံးခဲ့သေးတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့သူ့စိတ်ထဲမှာသူဘာမှမလုပ်ပင်းနဲ့သူဒီထောင်ကနေဘယ်တော့မှလွတ်ရတော့လွမြောက်ရတော့မှမဟုတ်ဘူးလို့သူထင်သွားတယ်ဒါပေမဲ့သူနောက်ပိုင်းနှစ်တော်တော်ကြာတဲ့အခါလုံးဝပေါ့နော်6နှစ်9နှစ်လောက်ကြာတော့မှသူ organization တစ်ခုရှိတယ်ဒီလိုမျိုးမတရား ဖန်စီခံထားရတဲ့ဆိုတော့မတရားပေါ့နော်သူတို့ထားပေါ့နော်တရားမျှတမှုမရခဲ့တဲ့သူတွေအတွက်ကိုဒုတိယအကြိမ်တတိယအကြိမ်ဒီလိုစူးစမ်းပေးတဲ့ organization ရှိရအောင်သူတည်သွားတယ်အဲ့တော့သူကအဲ့ဒီ organization ကိုစာရေးခဲ့တယ်ဆက်သွယ်ခဲ့တယ်ပေါ့နော်အဲ့ဒီ organization ရဲ့နာမည်က Midwest Innocent Project လို့ခေါ်တယ်သူတို့ကကြတော့ဒီလိုမျိုးပေါ့နော်ဟိုမမန်မကန်ဒီလိုမျိုးဆုံးဖြတ်ချက်ချပြီးတော့ဒီလိုမျိုးထောင်ကျနေတဲ့သူတွေကိုသူတို့ကဒုတိယအကြိမ်သူကသူတို့ရဲ့ရှိနေနဲ့ပြန်ပြီးတော့ဒီအမှုကိုတိဆောက်ပေးတယ်ပြီးတဲ့အခါမှာတကယ် ဟာကွက်တွေရှိနေတယ်ဆိုရင်သူကဒီတရားရုံးကိုသွားလျှောက်တယ်ဒီမှာငါတို့မှာ evidence အစ်စ်တွေရှိတယ်အရင်တော့ချမှတ်ခဲ့တဲ့ဟာမှာဒါတွေချပြသွားတာတွေဟာကွက်တွေရှိတယ်အဲ့တော့ဒီအမှုဟာဒီထောင်သားဟာမမြမတအဖြစ်ချခံထားရတယ်ဆိုတာတော်တော်သေးကြတဲ့ကြောင့်လို့ပြန်ပြီးအမှုဖွင့်ခွင့်ပေးပါဆိုပြီးလျှောက်ပေးတာပေါ့နော်အဲ့ဒါပေမဲ့လည်းဒီလို project ကို လမ်းမီစာပို့ရာရဲ့ဟိုကလည်းတခြားအရှိမခိုင်ထားတဲ့အမှုတွေရှိတာရဲ့သူ့ရဲ့အမှုကိုဒီလိုမျိုးပြန်ဖွင့်ပေးနိုင်အောင်စူးစမ်းတာနေနေနောက်ထပ် လောကသူခုနှစ်ရှစ်နှစ်ထက်ကြာခဲ့တယ်လို့ပြောပါတယ်အဲ့လိုမျိုးရှစ်နှစ်လောက်ထက်ကြာခဲ့ပြီးတဲ့အခါမှာရှီနေ Treasure နဲ့နောက်ပြီးလို့ရှိရင် Mark Emerson နှစ်ယောက်တို့ကဒီ Michael ရဲ့အမှုကိုစပြီးတော့ဂိုင်တွေပြီးခဲ့ကြတယ်သူတို့မှသူတို့ဟာဒီ Michael ရဲ့အမှုနဲ့ပတ်သက်ပြီးတော့စာရဆိုင်နေပြန်စုတယ်တက်သေးပြန်စုတယ်ဟာကွက်တီအဆအဆုံးပြန်စစ်တယ်ပေါ့နော်အဲ့အချိန်မှာကလည်း Michael ဟာထောင်ထဲမှာ15နှစ်လောက်တောင်ရှိသွားပြီဖြစ်တယ်ပေါ့နော်ဒါပေမဲ့ နီးပညာတွေကလည်း15နှစ်အတွင်းမှာအများကြီးတိုးတက်လာပြီဖြစ်တဲ့ကြောင့်မလို့ဒီအမှုမှာရှိထားတဲ့တဲ့တည်တဲလွန်စားတွေကိုပြန်ပြီးတော့စစ်ဆေးခွင့် ပိုကောင်းတဲ့ technology နဲ့ပြန်စစ်ဆေးခွင့်ရတယ်ပေါ့အဲ့တော့ဒီရှိနေအစ်စ်နှစ်ယောက်ရဲ့ပြောပြချက်အရာသူတို့ဒီအမှုကိုလေ့လာလိုက်ပြီးပြီတဲ့ Michael အဖမ်းခံရတာဟာ Michael ကိုအသက်ငယ်နေလို့တသက်မဲ့တဟာအပြစ်ချပြီးအဖမ်းခံရတယ်လို့သူတို့ခံစားရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တဲ့ဘာမှနားမလဲတဲ့ကလေးကိုအခွင့်ကောင်းယူပြီးတော့ဖမ်းခဲ့တာပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင် retire ခံတာကိုမှတကယ်တမ်းဒီပေါ့ မြင်မြန်လောင်ကျွမ်းစေနိုင်တဲ့ဒီဆေးတွေတုံးပြီးတော့မီးရှို့ခဲ့တယ်ဆိုတဲ့ဟာကိုသူကပြန်စစ်တယ်တစ်အချက်ဒီရဲတွေတင်ထားတဲ့အချက်တွေကိုပြန်စစ်တယ်စစ်တဲ့အခါမှာဒီ report တွေကိုပြန်ဖတ်တဲ့အခါမှာမြင်မြန်မီးလောင်စေတဲ့ဆေးရည်တုံးထားတယ်ဆိုတာဟာတကယ်တမ်းမျက်လုံးနဲ့ပဲကြည့်ပြီးတော့ဆုံးဖြတ်ထားတယ်ဆိုတာသူတို့သိတယ်။တကယ်ဆိုရင်မျက်လုံးနဲ့ကြည့်လို့ဘာမြင်နိုင်ဘာသိနိုင်မှာလဲ။ဓာတ်ခွဲရမှာဓာတ်ခွဲစမ်းတက်မှသာလျှင်ရှိမရှိသိနိုင်တာ အဲ့ဒါကိုသူကမျက်လုံးနဲ့စမ်းတယ်ပြီးလဲပြီးတော့မိုက်ကဲဖက်နှက်မှာလည်းအဲ့ဒီဟာကိုရှိပါတယ်ခွေးရအဲ့အနက်ကိုခံပြီးပါတယ်ဆိုပြီးဒီနှစ်ခုကို link လုပ်ခဲ့တာအဲ့တော့မိုက်ကဲရဲ့ဖက်နှက်ကသူတို့ရပါတယ်ဆိုတဲ့မီးလောင်မြန်စီတယ်ဆိုတဲ့အရာကိုသူကဓာတ်ခွဲပြီးတော့စစ်ဆေးခဲ့တဲ့အခါမှာစွန်းတို့ဖက်နှက်တွေမှာထဲတဲ့ကော်လေးအဲ့ကော်တွေကအနက်အရန်ပြင်းနေအဲ့မှာဆိုလဲစွန်းတို့ဒီလိုဓာတ်စီတို့ဘာလို့မျိုးအနက်နေရတယ်ပေါ့နော်အဲ့တော့ဒီအနက်ခံတဲ့ခွေးဟာဒီအနက်ကို ိုလိုမျိုးမီးလောင်စေတဲ့အနက်တစ်ခုခုနဲ့ရောသွားတာဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသက်ခဲ့တယ်။အဲ့ဒီသုံးသက်ချက်ကိုလည်းဒီလက်ရှိ Michael ထောင်ချပြီး15နှစ်လောက်နေတော့မှဒီလိုမျိုး lab တွေပါတွေကအများကြီးတိုးတက်လာတဲ့အခါမှာသူတို့ပြောပြတယ်ဟုတ်ပါတယ်ဒါဖြစ်နိုင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီ KNE အခါတော့အဲ့လိုဒီ Dust C လား Diesel လားအဲ့ဒီဟာလားဆိုတော့ တက်ခွဲစစ်ဆေးဖို့ကိုမရှိနိုင်သေးဘူးမစွမ်းနိုင်သေးပေမဲ့အခုချိန်မှာဆိုရင်တော့စစ်ဆေးလို့ရပြီပေါ့အဲ့တော့သူကစစ်ဆေးလိုက်တဲ့အခါမှာတကယ်တမ်းမိုက်ကယ်ဖက်နှက်မှာတကယ်တမ်းလူမီးလောင်နိုင်စေတဲ့ဒက်စီဒီဇယ်တွေမရှိဘူး ကော်ပေါ့အဲ့ကော်မှာတုံးထားတဲ့ကက်မီကယ်တစ်မျိုးရဲ့အနံ့ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်မှာလည်းမီးလောင်လွယ်စေတာမတုံးထားဘူး market ဖက်နှက်မှာလည်းတကယ်တမ်းဘာမှပေးမနေဘူးဆိုတော့ဒါဟာသူတို့ဆက်ဆွဲချက်နှစ်ခုလောက်အောင်လောကမဟုတ်ဘူးပေါ့နော်ပြီးတော့အဲ့လို Josh ရဲ့ဝန်ခံချက်ဗီဒီယိုကိုဒီရှေ့နေအစ်တတရားသူတို့ကြည့်တဲ့အခါမှာအဲ့ဗီဒီယိုထဲမှာဆိုရင် Josh ကတခုခုစိတ်မလုံးသလိုလိုတခုခုသူပြောရမှာအားမရှိသလိုလိုစသဖြင့်ပေါ့နော်မဝင့်မရဲပုံစံပေါက်နေတယ်အဲ့ဒါကြောင့်မလို့ပေါ့နော်တကယ်လို့ဒါ Josh ကိုဒီတစ်ခေါက်ပြန်စစ်ဆေးခဲ့မယ်ဆိုလို့ရှိရင် Josh ကဘာကြောင့်ဒီလိုမျိုးဖြေခဲ့တယ်ဆိုတာကိုသိနိုင် င်တယ်ပေါ့နော်။ဘာဖြစ်လို့ Josh ကိုရုံးမှာထုတ်ပြီးတော့မစစ်ဆေးခဲ့တာလဲ။ဘာဖြစ်လို့ဒီဗီဒီယိုကိုလဲဘာလို့ jury တွေကိုမပြသခဲ့တာလဲ။ဒါဟာဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်လိုက်တာနဲ့ Josh က pressure တွေနဲ့ပြီးပြီးတော့ဒီလိုသူ့ရဲ့ထွက်ဆိုချက်ကိုပြောင်းနေဆိုတာကအရင် obvious ဖြစ်နေလို့ပေါ့နော်။နောက်ပြီးတော့ဒီရှိနေတာပြောပြတယ်ဒီလိုမျိုး3-4ရက်လောက်စတိုက် pressure တွေအများကြီးနဲ့မေးထားပြီးလို့ရှိရင် လုံးဝမခံစားနိုင်တော့ဘူးမြ мян ပြီးပြီးရောပေါ့နော်သူတို့စီဒုက္ခမရောက်ရင်ပြီးရောဆိုပြီးတော့ဖြည့်တတ်တယ်ဒါဟာဖြစ်နိုင်တယ်ပေါ့ဒီရှိနေအစ်တတရား George ကိုတွားပြီးတော့တွေ့ခဲ့အဲ့အဲ့အချိန်မှာ George ကဘာပြောလဲဆိုလို့ရှိရင် "तू ဘလောက်ပဲပြောပြောဘလောက်ပဲရှင်းပြရှင်းပြအမှန်တရားပြောရပေမဲ့လည်းမဟုတ်ဘူးမင်းလိမ်နေတယ်ပဲပြောနေရပေါ့နော်အဲ့တော့ပြုလို့ရှင်သူတို့ငါ့ကိုလာညှိတယ်ပေါ့မင်းငါတို့ကိုအမှန်တိုင်းပြောပြောလို့ရှင်မင်းဂွင်းလုံးကျွတ်မယ်လို့ပြောတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာငါသိနေတယ်ငါတခုမှမပြောလိုက်လို့ရှင်ငါ့ကိုပါဒီလိုတရက်ခန့်အနေနဲ့ဆွဆွဲတော့မယ်ဆိုတာသိလို့ငါ ပြောလိုက်တယ်ဆိုတဲ့ပုံစံမျိုးပြောတယ်ပေါ့ဒီအမှုတွေမပါခြင်းလို့သူ့ရဲ့တငယ်ချင်းကိုထိုးကျွေးလိုက်တာပါဆိုတာနဲ့အတူတူပဲပေါ့ Josh Corin ကလည်းသူဒီလိုမျိုးလွန်ခဲ့တဲ့15နှစ်ကလိန်လေဖြီဆိုခဲ့တဲ့အကြောင်းမျိုးသူ့ရဲ့တငယ်ချင်းဟာလုံးဝထောင်ကျသွားတယ်အဲ့ဒီအတွက်သူဟာ15နှစ်လုံးလုံးနောင်တာနေဒီနေ့တိုင်းဒီ အိမ်နေရအဖြစ်ဖြစ်ကိုအမြဲတမ်းအိမ်မက်တည်မက်ပြီးတော့သူဒုက္ခဆင်းရဲစိတ်ဆင်းရဲဆိုတာနေနေရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူကအခုချိန်မှာဆိုရင်တော့အိမ်နေရတကယ်ပါဖြစ်ခဲ့တယ်ဆိုတာကိုရှေ့နေလို့အမှန်တိုင်းဖွင့်ပြလိုက်တာနောက် Michael Coran ကပြောပြတယ်ကွာ Michael Coran ကဘာပြောလဲဆိုလို့ရှိရင်အသက်၁၄နှစ်အရွယ်ကလေးတစ်ယောက်ကတဲ့စဉ်းစားကြည့်ဒီလောက်ဆူဆူဝါးဝါး တိုက်ခိုက်တဲ့အမှုတစ်ခုမှာဘာဒီယန်နေမှမကြံဘာသက်တည်မှမကြံအောင်လုံးဝပေါ်တော့ဟိုဘာလက်နဲ့မှမကြံအောင်လုံနိုင်မှုဆိုတာလုံးဝမဖြစ်နိုင်ဘူးပေါ့နောက်ပြီးတော့အခုနောက်ပိုင်းမှာဒီလိုက်ပေးတဲ့ရှိနေနှစ်ယောက်ကနေပြီးတော့နောက်ထပ်တန်တရားရှိပွဲရာလူကဒီအဖေဖြစ်သူ Edward အပြင်ကိုနောက်ထပ်တစ်ယောက်ကိုပါ တွဲပြီးတော့တင်ခဲ့တယ်ပေါ့နော်အဲ့လိုကဘာတူလဲဆိုလို့ရှိရင် Edward ရဲ့ cousin Johnny ဆိုတဲ့လူဖြစ်ပါတယ်။အဖြစ်လို့ဒီဘာမှမဆိုင်တဲ့ Johnny ကိုဒီလိုမျိုးတန်ရာရှိသူအဖြစ်တင်နိုင်ခဲ့ရလဲဆိုတော့ဒီရှိနေတဲ့ဟာဒီအိမ်ပတ်ဝန်းကျင်မှာရှိသမျှဒီလိုမျိုးပေါ့နော်အိမ်ကြီးအိမ်ကြီးအကုန်လုံးကိုတွားပြီးစစ်ဆေးခဲ့တယ်စစ်ဆေးတဲ့အခါမှာဘာတွေသိခဲ့ရလဲဆိုလို့ရှိရင်အဲ့ဒီအခင်းဖြစ်တဲ့နေလောက်ကဆိုလို့ရှိရင်ဒီ Johnny ဆိုတဲ့သူကို Rita ရဲ့အိမ်ရဲ့ အနားမှာရှိတယ်မြေထားလမ်းမှာလမ်းလျှောက်ပြီးတော့သွားနေတာကိုမျက်မြင်သက်တည်းတွေ့လိုက်တဲ့သူကရှိတယ်အဲ့လူနာမည်က လယ်ရီလယ်ရီကဒီဂျွန်နီနဲ့ဟိုးရင်တုန်းကတည်းကတိကျတာဆိုတော့သူမျက်စိမမားလဲမမားနိုင်ဘူးလူလဲမမားနိုင်ဘူးသူကဂျွန်နီကိုအဲမြေထားလမ်းမကနေပြီးတော့တောက်လျှောက်ပေါ့နော်ရီတာတို့အိမ်ဘက်ကိုကြောပေးပြီးရှောက်လာတာဒီလိုမျိုးတစ်ပင်နေရှိတဲ့ဘက်ထဲကိုဝင်သွားတာကိုသူတွေ့လိုက်တယ်လို့ပြောတယ်။နောက်ထပ်မျက်မြင်သက်သည့်တယောက်ကလည်းလယ်ရီရဲ့ကားကိုဒီလိုမျိုးရီတာတို့အိမ်ရဲ့အခက်လန်းလန်းမှာအဲဒီနေ့မနက်ကတွေ့လိုက်တဲ့လူရှိတယ်ဆိုမျက်မြင်သက်သည့်နှစ်ယောက်ရှိတယ်။အဲ့တော့လယ်ရီကိုမေးတယ်နင် မြင်လိုက်တယ်ဆိုလို့ရှင်ဘာဖြစ်လို့အဲ့တော့ကရဲတွေကိုမပြောပြခဲ့တာလဲလို့မြင်တော့ငါတဲ့ပေါ့ငါမြင်လိုက်တယ်မြင်လိုက်တဲ့အခါကျတော့ ငါဒီလိုမျိုးပေါ့ရဲတွေကိုတော့မပြောရသေးပေမဲ့ဒီအိမ်နီးနာချင်းတွေကိုတော့ရီတာဆုံးသွားတဲ့အချိန်မှာလယ်ရီကိုတွေးလိုက်တဲ့ဘာညာအဲ့လိုမျိုးတော့ငါပြောပြဖြစ်တယ်အဲ့လိုမျိုးပြောတဲ့အချိန်တပတ်လောက်လဲနေရောတဲ့ဂျော်နီကိုရိုင်းသူ့အိမ်ကိုရောက်လာတယ်ရောက်လာပြီးတဲ့အခါမှာလယ်ရီရဲ့ငါနဲ့အက်ဝတ်နဲ့ကတဲ့ရီတာရဲ့တည်ဆုံမှုကိုကိုရိုင်းလိုက်ပြီးတော့စစ်ဆေးနေတာတဲ့အချက်အလက်တွေလိုက်ပြီးစုဆောင်းပေးနေတာတဲ့အဲ့တော့နေရတဲ့ဒီရက်ွက်ထဲမှာတဲ့နေရတဲ့ဒီရက်ွက်ထဲမှာတဲ့ ဒီရီတာတေဆုံးတဲ့ညမှာနင်ဟိုလူနင်ပေါ့နော်တန်တဲ့ရရှိစရာလူတွေဘာတွေတွေးလိုက်တယ်လို့ပြောနေတယ်လို့ကြားလို့လာမေးတာနဲ့နင်ဘသူ့ကိုတွေးလိုက်တာလဲတဲ့အဲ့လိုပြောတယ်အဲ့ချိန်မှာလယ်ရီက ကြောက်တာပေါ့နော်တူတူကိုကိုလေးဒါလူသက်သမားဖြစ်နိုင်တယ်သူတို့ကိုတန်ရင်ဘယ်လိုလုပ်မလဲအဲ့တော့သူကမသိဘူးတဲ့ငါတော့မသိဘူးတဲ့ပြောပြီးအမလယ်ရီရဲ့အမိန်းမကလည်းလာပြီးတော့ငါတို့ပြင်သွားချင်ရှိတယ်နင်သွားလိုက်တော့ငါတို့ပြင်သွားရမယ်လို့ပြောပြီးစကားကိုဖြတ်လိုက်တယ်ပေါ့နော်အဲ့နောက်ပိုင်းမှာသူတို့ကလည်းရဲတွေကိုပြောဖို့နေနေသသားဘသူ့ကိုမှတော့အဲ့အကြောင်းကိုမပြောရဲတော့ဘူးပေါ့နော်အခု15နှစ်နေသွားပြီဒီရှိနေတွေကလည်းဒီအမှုကိုပြန်ကင်တော့မယ်ဘာညာဆိုလို့သူတို့ပြောပြတာပါဆိုပြီးတော့ပြောပြတယ်အဲ့တော့သူတို့မှဒီလူသက်တွေရှိတဲ့တကြောင်မလို့ဒီလိုမျိုးတန်တရားရှိစရာလူတွေ နှစ်ယောက်ကိုထပ်ပြီးတော့ထည့်သွင်းပြီးတော့ဒီအမှုကို ပြန်ပြီးတော့ဖွင့်ပြီးတော့စစ်ဆေးပေးဖို့တောင်းဆိုခဲ့တယ်။ဒီနေ့နောက်ကလည်း Michael အမှုကိုပြန်ဖွင့်ဖို့တောင်းဆိုတဲ့အခါမှာအဲ့ဒီမျိုးရဲရဲရလည်းသူတို့ဒီအမှုကိုပြန်ဖွင့်ပြီးစစ်ဆေးဖို့လက်ခံခဲ့တယ်။အမှုတိစောက်တဲ့အချိန်ဖြစ်သွားပြီ။အဲ့လိုတိစောက်နေတဲ့အချိန်မှာဆိုလို့ရှိရင်နည်းနည်းဟိုကံကောင်းမှုတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်။တကယ်လို့သာအမှုတိစောက်တယ်ဆိုအမှုတိစောက်တာလည်းနှစ်နှစ်နဲ့သုံးနှစ်ကြာအောင်ပဲပြီးရင်တရားရုံမှာပြန်ပြီးတော့လည်းဟိုအပြန်အလှန်ခြေပါတာတွေပြောအောင်ပဲပြီးတော့မှသာလင်တရားခံ Michael မှာ တအပြစ်ရှိရဲဆိုစက်နေအပြစ်မရှိဘူးဆိုမိုက်ကေကထွက်ပြန်ပြီးတော့မှအပြစ်ရှိရဲသူဖမ်းရမှာအကြိုက်ကြအောင်ပါဘောနော်ဒါပေမဲ့2021ခုနှစ်လောက်မှာဒီလိုမျိုးထုတ်ပြန်ချက်တခုထွက်လာတယ်အဲ့ဒါကအသက်မပြည့်ခင်အရွယ်ကြီးကလေးတွေကိုထောင်နှံချမှတ်ခဲ့တယ်ဆိုလို့ရှိရင် သူတို့ကိုအခုချိန်မှာလွတ်ငြိမ်ချမ်းသာခွင့်ရှောက်လို့ရမယ်ဆိုတဲ့အမိန့်တခုထွက်လာတယ်။ Michael ကအသက်14နှစ်လောက်ကတည်းကထောင်ချထားတာဖြစ်တယ်ဆိုမှသူကအဲ့ထဲမှာအကျုံးဝင်တယ်။အဲ့တော့သူကဒီလိုမျိုးပေါ့နော်လွတ်ငြိမ်ချမ်းသာခွင့်တော့ရှောက်တဲ့အခါမှာသူကကံကောင်းထောက်မစွာနဲ့ပဲသူဟာထောင်ထဲကထွက်ခွင့်ရခဲ့ပါတယ်။22ရက် April 2022ခုနှစ်မှာဆိုလို့ရှိရင်တော့ထောင်ထဲမှာ24နှစ်တတိနေခဲ့ပြီးတဲ့အချိန်မှာတော့သူဟာထောင်ထဲကနေထွက်ခွင့်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်သူရဲ့သူရဲ့အမတွေသူရဲ့ တငယ်ချင်းနေနောက်ပြီးလို့ရှင်သူ့ရဲ့ဆွေမျိုးတွေနောက်ပြီးသူ့ရဲ့ဦးလေးတွေအတော်တွေအများကြီးသူ့ကိုလာပြီးတော့ကြိုကြတယ်ပေါ့နော်မိုက်ကယ်ဟာထောင်ထဲဝင်သွားတဲ့အချိန်မှာသူဝတ်သွားတဲ့အဝတ်အစားအသက်16နှစ်အရွယ်ကအဝတ်အစားဖြစ်တယ်အဲ့တော့သူပြန်ထွက်ရင်ဝတ်စရာအဝတ်အစားတော့မရှိလို့သူ့ရဲ့အမတွေဟာအဝတ်အစားအစ်စ်တည်းရဲ့နောက်ပြီးလို့ရှင်စက်ဘိန်တစည်းယူလာပေးရလို့သိရပါတယ်ဘာလို့စက်ဘိန်ယူလာပေးလဲဆိုလို့ရှင်မိုက်ကယ်ဟာစက်ဘိန်စီးရတာအရန်ကြိုက်တဲ့သူသူကပြောရဲဆိုငါ ဒီတဲ့ကိုရောက်လာတဲ့အချိန်မှာလဲငါဆက်ဘင်းစီးပြီးရောက်လာတာဆိုတော့ငါပြန်ထွက်တဲ့အချိန်မှာလဲဆက်ဘင်းစီးပြီးပြန်ထွက်မယ်ဆိုပြီးတော့ဆက်ဘင်းစီးပြီးတော့သူဒီထောင်ဝင်ဒီထောင်ငါကနေပြီးတော့စီးထွက်ခဲ့တယ်ပေါ့နော်မိုက်ကယ်ကသူထောင်ကထွက်တဲ့အခါမှာမယ်လနီသူ့အမမယ်လနီအိမ်မှာနေခဲ့တယ် ီးလို့ရှိရင်သူထောင်ထဲမှာဒီလို gun ပေါ့နော် gun မှာလူတို့ gun မှာ join ခဲ့တော့ထိုးခဲ့တဲ့တက်တူတွေကိုတခြားတက်တူအပြင်ရောက်တော့မှလူသစ်စိတ်တဲ့ဘဝကိုစားနိုင်ဖို့တက်တူအစ်စ်တွေဖုံးပြီးတော့ထိုးခဲ့တယ်ပေါ့နော်နောက်ပြီးလို့ရှိရင်သူဒီလိုမျိုးလက်မှုပညာတွေသင်ယူပြီးတော့ carpenter ပေါ့နော်လက်သမားအနေနဲ့အင်ပြင်တဲ့လူအနေနဲ့အလုပ်လုပ်ခဲ့ပါတယ် Michael ကိုသူ့အမနှစ်ယောက်ကသူ့ကို surprise လုပ်ဖို့တနေရာကိုခေါ်သွားတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင် Michael ရဲ့အမေ Rita မောင်းတဲ့ကား ဒီ truck ကားလေးကိုသူတို့ဟာအခုထိသိမ်းထားသေးပေါ့နော်သူတို့ရဲ့ပိုင်းနဲ့မြေတစ်ခုမှာရက်ထားတယ်ပေါ့နော်အဲ့တော့ Michael ကိုအဲ့ကိုခေါ်လာတဲ့ Michael သူ့အမေရဲ့ကားလေးကိုတွေ့တဲ့အချိန်မှာသူအရင်တော့က memory အများကြီးပြန်ရတယ်ပေါ့နော်သူဒီကားရဲ့ဘိန်းတွေပါပြီးပြန်လဲပြီးတော့ဒီကားလေးကိုအသက်ပြန်သွင်းမယ်လို့သူကဆုံးဖြတ်ထားတယ်။ Michael ကအခုချိန်မှာသူကလွတ်သွားပြီးထောင်ပြန်มาနေရတယ်ဆိုပေမဲ့သူ့ရဲ့နာမည်ကိုသူကမရှင်းနိုင်သေးဘူးပေါ့နော်သူ့ကိုလူတွေကအပြစ်သားထောင်သားအမေသက်သက်သူဆိုတဲ့ပုံစံနဲ့ပဲသူဟာသူ့ရဲ့နာမည်သူ့ရဲ့ record ကအဲ့လိုဖြစ်နေတာအဲ့တော့သူကဒီရှိနေတယ်ကိုပြောတယ်သူ့ရဲ့အမှုကိုဆက်ပြီးတော့ like ်ပေးပါသူ့နာမည်ကိုရှင်းပေးပါသူ့အမေအတွက်တကယ်တက်တဲ့တရက်ခန်းလေးကိုထောင်ထဲကိုထည့်ပေးပါဆက်ပြီးတော့လုပ်ပေးပါလို့ပြောခဲ့တယ်။အခုလက်ရှိရဲတွေရဲ့စုံစမ်းပြန်ပြီးတော့စုံစမ်းချက်အရာဘာတိရလဲဆိုလို့ရှိရင်ဒီ Johnny ဆိုတဲ့သူဟာတဲ့တအိမ်လုံးကိုနှံ့နေအောင်စစ်ဆေးပြီးတဲ့အချိန်လုံးဝထပ်ပြီးစစ်ဆေးစရာမလိုတော့ဘူးဆိုတဲ့အချိန်မှာတဲ့ရဲတွေဟာဒီအိမ်ကိုပိုင်ရှင်တွေကိုပြန်အပ်လိုက်တယ်။အဲ့တော့ပိုင်ရှင်ဟာအဲ့ဒီအချိန်မှာဆိုလို့ရှိရင် Edward ဖြစ်တယ်ပေါ့နော်။အဲ့လိုအပ်လိုက်ပြီးတဲ့အခါ၂ရက်၃ရက်လောက်ပဲကြာသေးတယ်ပေါ့နော်။ ဂျော်နီကတဲ့လူကားထိုင်ယာလဲတဲ့ခောက်တစ်ခုကိုယူလာပြီးတော့သူကရဲစခန်းကိုလာခဲ့တယ်တဲ့သူကဘာပြောလဲဆိုရင်ဒီမှာတဲ့လူတက်လက်နဲ့ဖြစ်မဲ့ထင်နေတဲ့ငါတဲ့မိုက်ကယ်ရဲ့ဗီဒီယိုတဲကနေတွေ့တာဆိုပြီးလာပြောတယ်လက်ခံထားလိုက်တယ်ပေါ့နော်ဒါပေမဲ့လက်ပွေရာတွေတွေးတွေစစ်တော့ဘာမှမရှိဘူး Michael ရဲ့ရတန်ရရရှိတာဖြစ်လို့ကြောင့် Michael အခန်းတခန်းလုံးကိုတောင်းမှမကြံအောင်သူတို့ဟာရှာထားပြီးသားဘာဖြစ်လို့ Johnny ကသူ့ရဲ့တူ ဒုက္ခရောက်မဲ့ကိစ္စမျိုးကိုတကယ်တွေ့ရင်တော့ဖွက်ထားပေးရမယ်ဟာမဖွက်ဘဲနဲ့ဆိုက်ဆိုင်မြတ်မြတ်ရဲစခန်းကိုလာပေးခဲ့တယ်ဆိုတာကသူဟာမိုက်ကယ်ကိုလုံးဝထောင်ထဲမှာဒီလိုမျိုးလူတက်မှုနဲ့မဝင်ဝင်အောင်ကိုရှင်းရှင်းပြောရရင်အရောက်ပို့တဲ့သဘောဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်တော့ဒီကမိုက်ကယ်ဟာအပြစ်မရှိတဲ့သူဆိုတာကိုပြနိုင်တဲ့အချက်လက်တွေပြီးရင်အက်ဝါနဲ့ဂျော်နီနဲ့ဟာအပြစ်ရှိတဲ့သူဖြစ်နိုင်တယ်ဆိုလေသူတို့ရဲ့ motive တွေနောက်သူတို့လုပ်တဲ့လုပ်ရက်တွေမှာမျက်မြင်သက်သေတွေပါပြီးအများကြီးစုဆောင်းလို့ရသွားပြီပေါ့နော်အခုချိန်အထိလည်းဒီအမှုဟာဆက်ပြီးတော့တိစောက်နေစေ ဖြစ်ပါတယ်တကယ်လို့ဒီအမှုမှာ update တခုခုတီးရတယ်ဆိုလို့ရှိရင်စူဇန်ပြောပြပေးပါမယ်ဒါပေမဲ့လည်းထုံးစံအတိုင်းပဲပေါ့နော်အမှုတခုဟာပြီးဖို့ဆိုနှစ်တည်းအများကြီးကြာပါတယ်အခုလိုမျိုးလွန်ခဲ့တဲ့ 24နှစ်ကအမှုကိုပြန်ပြီးခိုင်တွယ်မှာမှုလို့ပိုတော်မှကြအောင်ပဲပေါ့နော်။ကံကောင်းတာလေးတခုကတော့ Michael ဟာအခုချိန်မှာသူလူငယ်ဘဝကိုဆုံးရှုံးလိုက်ရတယ်ဆိုပေမဲ့လည်းအခုချိန်မှာသူလူလွတ်တယောက်အနေနဲ့လွတ်လပ်တဲ့လူတယောက်အနေနဲ့နေလို့ရတာဟာတကယ်ဝမ်းသာစရာဖြစ်ပါတယ်။နောက်ပြီးတော့ Michael ကိုမေးတာပေါ့နော်။အင်တာဗျူးတခုမှာမေးထားတယ်။ George ကိုတွေ့ရင်ဘာပြောချင်လဲလို့မေးတယ်ပေါ့နော်။အဲ့တော့ Michael ကပြောတယ်။ George ကိုဒီလိုမျိုးပေါ့နော်။သူ့ကြောင့်မှလို့သူနဲ့ပတ်သက်ပြီးတော့မှဒီလို စိုးွားတဲ့အတွေ့အကြုံကြီးကိုကြုံတွေ့လိုက်ရလို့သူတောင်းပန်ပါတယ်ပြီးတော့နင်လောက်တာဘာမှမမားပါဘူးပေါ့နော်သူနားလဲပါတယ်လို့ပြောခဲ့ပါတယ်သူပြောချင်တဲ့သဘောကတော့ Josh ကိုလွတ်ယုံသွားတာဟာ မှန်ကန်နေပေါ့နော်သူ့အတွက်သူတွေးပြီးလုပ်သွားတာဟာဘာမှမမားပါဘူးသူခွင့်လွတ်ပါတယ်ဆိုတဲ့သဘောနဲ့ပြောသွားတာပါအခုဆိုရင်တော့ဒီ case လေးကတော့ဒီမှာပဲအဆုံးသတ်လိုက်ရမှာဖြစ်ပါတယ် Edward နဲ့ Johnny ဟာလည်းသူတို့နဲ့ Titan နဲ့အပြစ်ဒဏ်တွေအမြန်ဆုံးရပါစေလို့ဆိုရင်ဆုတောင်းလိုက်ပါတယ်ဘာပဲပြောပြော Michael ဟာအခုချိန်မှာလူလွတ်တယောက်အနေနဲ့ဘဝကိုအစာအပြတ်စားခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်သူလိုချင်တဲ့သူ့အမိအတွက်အမှန်တရားကိုလည်းအမြန်ဆုံးရပါစေလို့ဆိုရင်ဆုတောင်းပေးလိုက်ပါတယ်နောက်ဆက်နေသူတွေကျေနပ်မယ်လို့ဆန်းထင်ပါတယ် ဘယ်နေရာမှာပဲရှိနေရှိနေကိုရောစိတ်ပါစမ်းမချမ်းသာပြီးတော့ပြီးခဲ့ပါစေဆိုတော့နောက်တနေ့ဗီဒီယိုမှာပြန်တွေ့မယ်နော်တတ